်အဟုတ်တယ်ဗျဒါဒီနေ့ကသူရရအစီအစဉ်နေနေရတော့ဒါကျွန်တော်ဒီကျောင်းမှာမိဘမဲ့ကလေးရောက်900ရှိတယ်ပြီးတော့တခြားကိုရင်လေးတွေဆိုလို့ရှိရင်လည်းအများကြီးရှိတယ်ပေါ့ဒါအမှတ်တရအနေနဲ့ဒါကလေးနဲ့အတူတူဒါခဏနေဆိုလို့ရှိရင်ဒါဒီအတူရုပ်ရှင်ဇာတ်ကားကြီးကိုအတူတူကြည့်ကြမှာပေါ့နော်ဟုတ်ကဲ့အရင်ပြောစရာကောင်းပါပါကျွန်တော်လည်းရင်ကုန်နေပါတယ်ထောက်ဟမ်ကျွန်တော်ဆရာမလေးကိုချစ်တယ် အဲ့ဒီဘုံကြောင်းသားလေးပေါ့ဘုံကြောင်းသားလေးအဲအဲ့လိုနှုံနေအရတယ်ပေါ့နှုံနေအရတယ်လဲခြင်းတဲ့နေရာကျရင်လဲလဲနေပြန်အောင်အဲ့လိုအဲ့လိုပြီးတော့အဲ့လိုနှုံနှုံအရတော့ဒီရွာရွာမှာကိုဆရာတင်ထားတဲ့လူတွေလည်းရှိတယ်အဲ့ဒီလူတွေကတစ်ချိန်လုံးကျွန်တော်တို့ကြက်နေတာကြက်လို့ကြက်မှန်းလည်းမသိဘူးလေဆရာတင်တာမှားတဲ့ခါကျတော့အဲ့လိုအဲ့ဆရာတွေဒုက္ခပေးသမျှတယ်လို့သင်ခံရတဲ့ဂိုက်တာမျိုးပါပဲဟုတ်ကဲ့ ို့ကြက်လိုက်တာမဟုတ်ဘူးခင်ဗျာကြက်ကိုရေပဲလိုက်တာပါခင်ဗျာဟုတ်ကဲ့ဒါဒီနေ့ကလာမယ့်24ရက်နေ့ဆိုရင်ဒါအတူရုပ်ရှင်ဇာတ်ကားရေးကဂျုံတင်ပြသတော့မှာပေါ့နော်အဲ့ဒီအတွက်ကိုဒါအမှတ်တရအနေနဲ့ဒါကျွန်တော်ရှိပြီးသားမျိုးနယ်မှာရှိတယ်ဒါလူတရဟင်းဒရဒါအကြောင်းတိုင်မှာပေါ့နော်ဒါပြီးတော့အမှတ်တရအနေနဲ့အလူတန်းလေးလာလို့တာပါခင်ဗျာဟုတ်ကဲ့ပြီးတော့တို့ခင်ဗျာစာမဖတ်တာဖတ်တယ်လူကလည်းဥတူတူအတတကျွန်တော်တို့ဟဲဟိုးမြို့နယ် ဟိုအဲဘောဆိုင်ပေါ့ဘောဆိုင်ကြီးရွာမှာရိုက်ခဲ့တာပါပြီးတော့အဲအနီနာတပွိုက်မှာရှိတဲ့ရွာတွေဘက်တွေလည်းပါတာပေါ့ဟုတ်ကဲ့သူကဒုံမြို့ကိုရောက်လာတဲ့ဆရာဝန်မလေးနာမည်ကခင်လေးဟုတ်တယ်အဲတုန်းကကြတော့ကျွန်တော်တို့ဟုတ်တယ်အဲမှာရိုက်နေတဲ့အချိန်မှာသွားအဲလိုမိုးရေကြီးရံဖြစ်တယ်ဒီတော့ကျွန်တော်တို့နဲ့အနီးဆက်ဆုံးကြတော့ကလောပေါ့ အဲကြောင့်အဲကျွန်တော်ရုပ်ရှင်ဖွဲ့တွေစူပေါင်းပြီးတော့အဲလိုကလောသွားလုပ်ခဲ့ပါသေးတယ်။အဟုတ်တယ်ဗျ။ဒါဒီနေ့ကသူရရအစီအစဉ်နေနေရတော့ဒါကျွန်တော်ဒီကျောင်းမှာမိဘမဲ့ကလေးရောက်900ရှိတယ်။ပြီးတော့တခြားကိုရင်လေးတွေဆိုလို့ရှိရင်လည်းအများကြီးရှိတယ်ပေါ့။ဒါအမှတ်တရအနေနဲ့ဒါကလေးနဲ့အတူတူဒါခဏနေဆိုလို့ရှိရင်ဒါဒီအတူရုပ်ရှင်ဇာတ်ကားကြီးကိုအတူတူကြည့်ကြမှာပေါ့နော်။ဟုတ်ကဲ့။ရမ်းပြောစရာကောင်းပါပါ။ကျွန်တော်လည်းရင်ကုန်နေပါတယ်။ဟုတ်။ ောင်းလာတဲ့ဆရာမလေးဟုတ်တယ်နော်ဆရာမလေးနဲ့ကြုံနေစုံမိသားပါမိတ်ဆွေတွေတောင်ဖြစ်နေပြီလေဟုတ်တယ်နော်တူဟုတ်ကဲ့အဓိကတော့စီစဉ်တာတော့ဒါ production ဘက်ကနေပြီးတော့စီစဉ်ကြတာပေါ့ဟုတ်ကဲ့အဲပို့လင်းလင်းပြောရမယ်ဆိုလို့ရှင်တော့ဒါစကား promotion လုပ်တယ်ဆိုတာလည်းဟုတ်ပါတယ်ဒါပေမဲ့အဲ့လိုလုံရင်းနဲ့ပဲဒါအလူတန်းလေးတွေနဲ့ပေါင်းပြီးတော့လုပ်တဲ့အခါကျတော့ဟိုကောင်းပါတယ်ဗျဟုတ်ကဲ့တွေ့တော့နဲ့ဆရာမလေးနဲ့မိစပြစီရှင်ဗျာတွေ့တော့ဆရာမလေးကိုအရန်ကိုသဘောကျနေလို့ပါဗျာ ်တက်ကောင်ကကြတော့ကျွန်တော်ကအဲ့ဒီဟိုပါဘောအဲ့ဒီဖုံးချောင်းသားလေးပေါ့ဖုံးချောင်းသားလေးအဲအဲ့လိုနှုံနေအရတယ်ပေါ့နှုံနေအရတယ်လဲကျင်တဲ့နေရာကျရင်လဲလဲနေပြန်အောင်အဲ့လိုအဲ့လိုပြီးတော့အဲ့လိုနှုံတော့အရတော့ဒီရွာရွာမှာကိုဆရာတင်ထားတဲ့လူတွေလည်းရှိတယ်အဲ့ဒီလူတွေကတစ်ချိန်လုံးကျွန်တော်ကိုကြက်နေတယ်ကြက်လို့ကြက်မှန်းလည်းမသိဘူးလေဆရာတင်တာမှားတဲ့ခါကျတော့အဲ့လိုအဲ့ဆရာတွေဒုက္ခပေးသမျှတယ်လို့ တင့်ခံရတဲ့ဂိုက်တာမျိုးပါပဲဟုတ်ကဲ့ဟုတ်ဒီနေ့အစီအစဉ်လေးမှာဒီအစီအစဉ်လေးကလည်းအရင်ကောင်းတယ်ပေါ့ပြီးတော့လာရောက်လှူရတဲ့အတွက်လည်းကုသိုလ်ရတယ်ပြီးတော့ဒီကကလေးရင်းနဲ့အတူတူအဲ့လိုရုပ်ရှင်ကြည့်ကြမယ်အဲ့လိုပေပေါ်ပပကြည့်ကြမယ်ဆိုတော့ရန်ကုန်ကြည့်လို့ကောင်းပါပါကျွန်တော်လည်းခဏနေကြရင်အတူတူကြည့်ရတော့မှဆိုတော့ရင်ခုန်နေပါတယ်ဟုတ်ကဲ့အဲဒါကတော့အဲနည်းနည်းရုံတင်တဲ့အချိန်ကာကြည့်ပြီးတဲ့အချိန်ကြရင်တော့သိရပါလိမ့်မယ်ခင်ဗျာဟုတ်ကဲ့ဆရာပါလေးတပည့်တော် အထေလွယ်ပြီးမုန်းသွားပြီးတူပါတယ်ရှင်ဗျာဆရာမလေးရှိပါသေးတယ်အများကြီးပါအဲ့လိုအဲနောက်ဆက်တွေဆိုလို့ရှိရင်လည်းအဲ့လိုနည်းနည်းကာရီတာလေးတွေဆန်းဆန်းလေးတွေဟိုရိုက်ထားလေးလည်းရှိပါတယ်ဟုတ်ကဲ့အဟုတ်ကဲ့ဒါဒီကားလေးအပိုးကလည်းအရင်ထဲကသူကလည်း origin တွေကဆရာဝန်ကိုအဲဆရာဝန်အဲအဲ့လိုကာရီတာလေးနဲ့ဆိုတော့ဒါဘိုးနဲ့လည်းရန်လိုက်ဖက်တယ်ပေါ့နော်အဲဒီကားလေးမှဆိုလို့ရှိရင်လည်း ိုကျွန်တော်တို့လိုအတွဲညီညီလေးတေးဆောင်ထားတယ်။နောက်ကိုဝင်းတဲ့ဒါလိုအပ်တာလေးဆိုလို့ပြပြတယ်။နောက်ကိုတဲ့ရိုက်ချက်တွေနဲ့ဆိုလို့ရှိရင်အဲ့လိုအရန်ကိုကောင်းတဲ့ကာရကပါ။အဲ့တခြင်းလေးဆိုလဲဒီကားနဲ့အရန်လိုက်ဖက်တယ်လို့ခံစားရတယ်ပေါ့။အဓိကတော့သူကအဲ့ဒီအချိန်မှာသူတစ်ဖက်သက်ချစ်နေတာ哦။တပတ်သက်ချင်းနေကြိုက်နေတော့သူဖြစ်ချင်တာတွေသူဟိုဟာဖြစ်တာတွေအကုန်လုံးသူစိတ်ကူးရင်ပြီးတော့တွေးနေတဲ့ပုံစံလေးပါခင်ဗျာဟုတ်ကဲ့ဟုတ်ကဲ့လာမယ့် ဒါ24ရက်နေ့ဆိုလို့ရှိရင်ဒါဂျော်မနီပြသတော့မှာဖြစ်ပါတယ်အဲ့ဒီတော့အားပေးကြပါအောင်လို့ပဲပြောချင်ပါတယ်ခင်ဗျာ